ထိုင်းနဲ့ကမ်ဘောဒီးယားနိုင်ငံဟာနယ်စပ်ပြစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးအပြန်အလှန်ဆွတ်ဆွဲမှုတွေလုပ်နေကြပါတယ်ထိုင်းနိုင်ငံကမြေမြုပ်မိုင်းကြောင့်စစ်သားတွေထင်ရရပြီးနောက်မှာအပြစ်အခက်ရက်စဲရေလုပ်ငန်းစဉ်တွေကိုရက်ဆိုင်ထားတယ်လို့ကြေညာပြီးတဲ့နောက်အခုဆွဆွဲမှုတွေထပ်ပေါ်လာတာပါ ထိုင်းနိုင်ငံစာကရုနဲ့ကမ္ဘောဒီးယားနိုင်ငံဗန်သေးမင်ချီအကြားမှာပြစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့နှစ်နိုင်ငံစလုံးကပြောကြားခဲ့ပါတယ်။ဒါပေမဲ့ဘလို့ဖြစ်ခဲ့တဲ့ဆိုတဲ့အပေါ်မှာပြောဆိုချက်တွေကတော့ကွာခြားပါတယ်။ကမ္ဘောဒီးယားပြည်ကြားရေးဝန်ကြီးကထိုင်းစစ်သားတွေဟာကမ္ဘောဒီးယားအရက်သားတွေကိုပြစ်ခတ်ခဲ့တယ်လို့စွပ်စွဲထားပါတယ်။ဒေသခံအာနာပိုင်တွေကိုကူကာပြီးလူ9ယောက်ထဏ်ရထားတယ်လို့သူကပြောပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကတော့ထိုင်းစစ်သားတွေကပြစ်ခတ်လို့အရက်သားတွေဒဏ်ရာရပြီးတယောက်တည်ဆုပ်ခဲ့တယ်လို့ပြောဆိုခဲ့ပါတယ်။ထိုင်းဘရင်တပ်မတော်ပြောရေးဆိုခွင့်ရှိသူကတော့ထိုင်းပိုင်နယ်ထဲကိုကမ္ဘောဒီးယားစစ်သားတွေကပြစ်ခတ်ခဲ့လို့ထိုင်းစစ်သားတွေဟာအကာအကွယ်ယူပြီးတတိပေးတဲ့အနေနဲ့ပြန်လည်ပြစ်ခတ်မှုတွေလုပ်ခဲ့တာလို့ပြောပါတယ်။ပြစ်ခတ်မှုတွေဟာ10မိနစ်လောက်ကြာခဲ့ပြီးထိုင်းဘက်မှာတော့ထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ထိုင်းဘက်ကပြောပါတယ်။ မ်မောရီးယားရွာသားတယောက်ကတော့ထိုင်းဘက်ကပြစ်ခတ်မှုတွေကြောင့်သူတို့ရွာသားအနည်းဆုံး၃ယောက်ထဏ်ရရတယ်လို့ AFP သတင်းဌာနကပြောပါရယ်။အဲ့ဒီပြောပြတဲ့အမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူကတော့ကမ်မောရီးယားဘက်က ထိုင်းဘက်ကို၁၅မိနစ်လောက်ကြာအောင်ပြစ်ခတ်ခဲ့တယ်လို့လည်းပြောပါရယ်။ ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံတို့ဟာအရင်လ26ရက်နေ့အာဆီယံထိပ်သီးညီလာခံမှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်ရှိမောက်မှာနေချင်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်နှစ်ပတ်အကြာမှာအခုလိုပြစ်ခတ်မှုတွေပြန်ဖြစ်ခဲ့တာပါထိုင်းဖက်ကာရိုတက်တန်ကုံနေတဲ့ကမ္ဘောဒီးယားအလုတ်သမားတသိန်းလောက်ကိုလည်းအလုံးလုံးခွင့်တက်တန်တိုးပြီးမှမဟုတ်တော့ဘူးလို့ပြောထားပါတယ်